မြန်မာနိုင်ငံကဖုန်းနံပါတ်ရဲ့ရှေ့မှာကိုးမားဆိုတဲ့ကုတ်နှလုံးပါတယ်ဒီနေ့ဗီဒီယိုမှာတော့နိုင်ငံတကာဖုန်းခေါ်ဆိုမှုကုတ်နံပါတ်တွေနဲ့ပတ်သက်ပြီးတော့ဗဟုသုတရစရာအကြောင်းအရာလေးတွေကိုတင်ဆက်ပေးပါမယ်ရှင်နိုင်ငံတကာဖုန်းခေါ်ဆိုမှုတွေအတွက်နိုင်ငံတိုင်းရဲ့ရှေ့မှာ +95 တော့ +1 တော့ +44 စသဖြင့်ကုတ်နံပါတ်တွေပေါင်းထည့်ပေးတယ်အဲ့ဒါကိုကြတော့ကုလသမဂ္ဂကတာဝန်ယူပြီးတော့တတ်မှတ်ပေးတာအခုတို့တွေနေထိုင်တဲ့ကမ္ဘာကြီးကို ဇုံဒေတာတွေအနေနဲ့ဖွဲ့ချလိုက်တဲ့အခါမှာဇုံမှာ၉ဇုံရှိတယ်။ဇုံ၁ကမြောက်အမေရိက၊ဇုံ၂ဆိုရင်အာဖရိက၊ဇုံ၃နဲ့ဇုံ၄ကဥရောပချမ်းမှာပါတယ်။ဇုံ၅ကကြတော့တောင်အမေရိကနဲ့အမေရိကကိုက်ဗဟိုပါတယ်။ဇုံ၆ကကြတော့ဩစတြေးလျတို့၊ Oceania လို့ဒေတာတွေပါတယ်။ဇုံ၇ထဲမှာကြတော့ရုရှားနဲ့ကာဇက်စတန်ပါတယ်။ဆုံးရှိကကြတော့အရှိအာရှလို့ခေါ်တယ်တောင်ကိုရီးယားတို့တရုတ်တို့ဂျပန်တို့အဲ့နေရာတွေကဆုံးရှိ ဇုံကိုမှာတော့ဒုမြန်မာနိုင်ငံအပါအဝင်အရှိတအာရှဘဟုအာရှလို့ခေါ်တဲ့နိုင်ငံတွေပါတယ်။အဲ့လိုမျိုးကဘာကြီးကိုဇုံနေနဲ့ခွဲခြားထားတဲ့အတွက်ကြောင့်မို့ကိုစီကိုဖုန်းတကောဝင်လာတယ်ဆိုကြပါစို့ plus 1နဲ့စရတယ်ဆိုလို့ရှိရင်ဒီဖုန်းနံပါတ်ကဇုံ1တွေကနိုင်ငံတကာနိုင်ငံကနေလာတာ။ဘာဆိုလို့ရှိရင်မြောက်အမေရိကတွေရှိတယ်။အဲ့လိုမျိုးမှတ်လို့ရတယ်။ဒိုးနိုင်ငံကကြတော့ဇုံတိုင်းထဲမှာပါနေတဲ့အတွက်ကြောင့်မလို့ plus 9ခံတယ်အဲ့ဒါကမှ ြည့် serial number အရာ class 59လို့ဖြစ်သွားတာပါဒီလိုမျိုး country code တွေကဘယ်တော့ကလေးကစပြီးတော့ခေတ်စားခဲ့တယ်လဲဆိုရင်1960ခုနှစ်လောက်ကလေးကအဲ့မှာပုံတွေပေါ်တော့ကြတော့သူတို့ရဲ့ country နိုင်ငံဒီနိုင်ငံကနေဟိုဘက်နိုင်ငံကိုခေါ်မယ်ဆိုလို့ရှိရင်ပြင်မြန်လွယ်ကူဖို့ရအတွက်ဆိုပြီးတော့ဒီ code တွေကိုစဉ်းစားလာကြတယ်အဲ့ဒီမှာဆက်သွယ်ရေးနေရာမှာအင်မတန်ကောင်းမွန်တဲ့နိုင်ငံတွေဖြစ်တဲ့ American တို့ Britain တို့ကိုဦးစားပေးတဲ့အနေနဲ့သူတို့နိုင်ငံရဲ့နိုင်ငံကုတ်တွေကကြတော့ အလွယ်ဆုံးအတူဆုံးအတူဆုံးအရှင်းဆုံးနေပဲရှိတယ်။ American ဆိုရင် plus 1ဒီတိုင်ဆိုရင် plus 44အဲအဲ့လိုမျိုးလေးတွေပါ။ဒီလိုမျိုး country code တွေရဲ့အရှိဆုံးက၃လုံးပဲရှိရတယ်။အဲဒါလောက်ဆိုလို့ရှိရင်တော့ country code တွေအကြောင်းကိုသဘောပေါက်တော့ပါပြီ။ဒီလိုလေးအဆုံးထိကြည့်ပြီလို့ကျေးဇူးများကြီးတင်ပါတယ်။နောက်ရက်ဒီမှာပြန်ဆုံမယ်နော်။ Bye bye ။